Hello မင်္ဂလာပါမိဘလည်းရတာသမီးတွေကိုဒန်းတို့ညီတို့ချစ်ခင်ပြီးတော့တသမီးအလုပ်တွေကိုပဲလောက်ကင်ပေးပြီးတော့ပြုစုကြပါလေတသမီးတွေဘလောက်ဆူဆူတသမီးတွေတွေဘလောက်ပဲပြဿနာတွေရင်ဆိုင်ရရင်ဆိုင်ရမကြီးမကြီးကိုအားလုံးကိုဖြည့်ရှင်းပေးတာတသမီးတွေရဟိုဒန်းကိုအခမ်းအနိုင်ဆုံးကမိဘတွေပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့် တသမိကြရတယ်မိဘရဲ့ကောင်းကျိုးဆိုးကျိုးကိုအားလုံးကိုသိရှိနားလည်ဖို့လိုအပ်ပါတယ်အခုခေတ်ဆိုလို့ရှိရင် မိဘတွေကမိဘတွေကတသမိတွေအတွက်ဆိုလို့ရှိရင်ထက်ပြီးတော့ဟိုဟိုသီးခံ ခွင့်လို့မှခွင့်လို့နိုင်မှเนาะနားလည်နိုင်မှမိဘနဲ့တသမိဆိုတာအတူရှိမှဖြစ်ပါတယ်မိဘတွေဒီတသမိကိုဆက်ဆံတဲ့အခါမှာမိဘလိုရောမောင်နှမလိုရောတငယ်ချင်းလိုရောเนาะအဲ့လိုပွန့်ပွန့်နေနေရင်းရင်းနေ ဆက်ဆံပေးထားမယ်ဆိုရင်တသမိတွေမိဘနာမှာအမဲရှိနေမယ်အဝေးကိုလည်းရောက်သွားကြမှာမဟုတ်ပါဘူးเนาะမဟုတ်ပါဘူးအမဲလည်းမိဘကနေပြီးတော့တသမိပေါ်မှာနားလည်မှုတွေမပေးဘူးလူငယ်ကန္တလူငယ်အတိုင်းပဲလေဆိုပြီးတော့ခွင့်လွှတ်မှုတွေမရှိဘဲနဲ့နှိမ့်စင်တဲ့အမြစုဘူးကျင်းပေါင်းနေမယ်မင်းသမီးတို့တို့လှုပ်ရှားမှုတွေမင်းသမီးကိုအကုန်လိုက်ပြီးတော့လူကြီးစိတ်နဲ့တွေးပြီးတော့ ြောနေမယ်စုနေမယ်ဆိုလို့ရှိရင်ဘယ်သားသမီးမှမိဘနားမှာမနေပါဘူးမိဘနားမှာနေရင်မိဘလောင်းရိပ်ကိုမိတယ်မိဘရဲ့အဆူအပူကိုနှိမ့်တိုင်းခံနေရတယ်သူတို့နော်ဟိုစိတ်တွေညစ်တယ်နားတွေညီးတယ်နော်အဲ့တော့ကလေးတွေကသူတို့လမ်းသူတို့ဖောက်ပြီးတော့သူတို့ဟိုဟာပေါ့သူတို့ရှောက်ရှင်တဲ့လမ်းကိုသူတို့ကသူတို့အောင်မြင်အောင်ရှောက်မယ်သူကသူတို့ လမ်းတွေဖောက်မယ်ကိုယ့်အလုပ်ကိုကိုယ်လုပ်မယ်တီးကြနေမယ်နိုင်ပါရေးသူ့ဘာသူတို့တငယ်ချင်းတွေနဲ့စုပြီးတော့နေမယ်အဲ့လိုပုံစံမျိုးတွေလောက်လာတဲ့အခါကျတော့သတ်သမီးနဲ့မိဘကဝေးခွာသွားကြမှာဖြစ်ပါတယ်ဝေးခွာသွားမှာဖြစ်ပေတယ်အဲ့ဒီအတွက်ကြောင့်မိဘတွေကသတ်သမီးတွေကိုဆက်ပြီးတော့ပဲသီးခံရမယ်နားလည်ရမယ်ခွန့်လွန်ရမယ်အရာရာတိုင်းဟာသတ်သမီးအတွက်ပဲဆိုပြီးတော့ဟိုကိုစဉ်းစားထားပြီဆိုလို့ရှိရင် အရင်တုန်းတစ်ချိန်တုန်းကဆိုခလေးတွေငယ်တုန်းကဆိုရင် မိဘတွေကရှေ့တန်းမှနေရတယ်။အခုခလေးတွေအရွယ်ရောက်ပြီးတော့အတောင်နဲ့စုံလာပြီးပညာရေးဝါလာပြီးဆိုတဲ့အခါကျတော့တို့အလုံးနဲ့တို့တို့စဉ်းစားတွဲခေါ်ပြီးနဲ့တို့လောက်လာပြီးဆိုရင်မိဘတွေကအနောက်တန်းမှာရောက်ရှိသွားတယ် နော်အနောက်တန်းမှာပဲစိတ်အေးချမ်းသာစွာနဲ့ပဲအေးစေးနေပြီးတော့တသမိလိုအပ်ချက်ကလေးတွေကိုလိုက်ပဲဖြည့်ဆည်းပေးတာကောင်းပါလေအရာမှာဝင်ပြီးတော့ဆွတ်ဖက်မယ်ပြောဆိုမယ်ဆိုရင်သူတို့လက်မခံတဲ့အခါကျတော့ကိုယ်နဲ့ဝေးတဲ့နေရာကိုရောက်သွားမှာဖြစ်ပါတယ်အိမ်ပူနေမယ်မိဘအမြဲပူစုနေတဲ့မိဘမျိုးဆိုလို့ရှိရင်ဘယ်လူငယ်မှ အနားမှာမနေချင်ပါဘူး နော်သူတို့ရဲ့လိုအပ်ချက်ကို အမြဲနားလည်ပေးတယ်အမြဲပြောကြားလို့ရတယ်အမေကအတိုင်ပင်လို့ရတယ်နော်အားလုံးကဟိုအဆင်ပြေတယ်နော်နေ့နေ့ညညသူတို့အပြင်သွားမယ်ပြောမယ်အလုံးလုံးမယ်နော်အိတ်ရှင်အိတ်မယ်အဲ့လိုမျိုးအရာရာမှာနားလည်ခွင့်လို့ပေးနိုင်တယ်မိဘဆိုရင်အိမ်မှာတသက်မိရင်အမြဲရှိ